ဲ့အတွက်ကြောင့်ဦးဇင်းတို့ရိတ်တာလဲဖွင့်လို့ရတာပေါ့တရားဟောတရားပြလဲရတာပေါ့အဲ့တော့ရိတ်တာဖွင့်လို့ရတယ်တရားဟောတရားပြလို့ရတယ်ဆိုတော့ယနေ့ကောဇာတကေ1383ခုကျားလန်းဆေခရစ်တရေ2022ခုနှစ်ဇန်နဝါရီလ17ရက်အင်္ဂါနေ့ရောက်တိုင်းဒေသကြီးမင်္ဂလာုံမြို့နယ်ကုန်းတရာဘောင်စံပြကြီးပါရှိတိုက်ခွဲမှ30နှစ်တိုင်းဥပဒနာဓမ္မရည်တာ ရန်ကုန်ရိတ်သာကြီးတွင်ကျင်းပပြုလုပ်သည့်ကျေးဇူးတော်ရှင်အောင်နံဆရာတော်ဘုရားကရန်ကုန်ဥပဒေကဖော်ပြများအားယနေ့ချမှတ်ပေးခဲ့သောဝိနည်းဆရာကိစ္စဆုံးဖြတ်ချက်များပြန်လည်မိကြသည့်ခန္ဓာစီစဉ်များကိုဒီပြီးတော့မှတင်ပြလျှောက်ထားပါမည်ခင်ဗျာခန္ဓာစီစဉ်တဲ့နမောတတ၃ညရုပ်စုဘုရားတော်၏ခန္ဓာစတဲ့ပုဏ္ဏချင်းခန္ဓာစီစဉ်နှင့်ကျေးဇူးတော်ရှင်အောင်နာဆရာတော်ဘုရားတမန်ငါးပါးတိရခံယူဆောက်ပြီးခန္ဓာစီစဉ်တော့ ေးဇူးတော်ရှင်အောင်နာဆရာတော်ဘုရားကယနေ့ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့သောဝိနည်းရှိကိစ္စရပ်များအားရှင်းလင်းမိန့်ကြားခြင်းခန္ဓာစီစဉ်လေးဗုဒ္ဓသာသနာဆရာတိတ္တုသုံးကျင်ရွတ်စွာဓာတ်သုံးကျင်ခေါ်ဆို၏အခန္ဓာပြည့်စုံခြင်းလုံးဖြစ်ပါသည်ဗျာခန္ဓာစီစဉ်တေးရနမောတတသုံးကျင်ရွတ်စွာဘုရားကတော်၏အခန္ဓာစတဲ့ဖွင့်ရင်ဖြစ်ပါသည်ဗျာသမ္မာသမ္ဗုဒ္ဓ tata namo tata bhagavato arahato namo namo tata namo tata bhagavato arahato namo namo tata အနာစီစဉ်300ရကျေးဇူးတော်ရှင်အမန်ဆရာတော်ဘုရားယနေ့ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့သောဝိနည်းစရာကိစ္စရပ်များအားရှင်းလင်းမိကြတော်မူပြီးပါယံ လေးမြတ်စွာရှောက်ထားပါပြီဆရာတော်ဗျာဒီနေ့ဝိနည်းစရာဆုံးဖြတ်ဖို့ဦးဇင်းတို့ဘက်က၅ပါ၅ဥပ္ပအခြားတစ်ဖက်က၅ဥညာ၅ပါတခွင်စီရာတွေ့ရတယ်ဝိနည်းစရာဆရာတို့၅ပါကျောင်းကျမမာနဲ့ဝိနည်းစရာဆုံးဖြတ်တယ်ဆုံးဖြတ်မှုတက်ရောက်လာတာကိုကြွားရောက်လာတာကိုလည်းဦးဇင်းတို့မြင်နေရတယ်အဲဒီမှာ ဩဂဒဆရာတော်တဘာပတိဆရာတော်ကြီးကဘူးပြောပါတယ်ဦးနေဆရာ၅ပါးအဆုံးဖြတ်ခင်ကသူတို့ဆုံးဖြတ်မဲ့မူဝါဒကမှားတာတွေ့ရင်ပြင်ပေးမယ်မာနာကိုထောက်ခံမယ်ဆိုတဲ့ဒီဘူးကို깟ပြီးတော့ဝိနည်းစရာဆုံးဖြတ်ကြမယ်လို့သဘောတူကြတယ်အဲ့ဒါဦးဇင်းတို့နားခဲ့ရတယ် ဲ့အတွက်ကြောင့်ဆရာတော်ကြီးတွေဟာပညာရှိပြီးသားစွာနဲ့ပညာရှိစိတ်ဓာတ်နဲ့မာရာပြင်မှန်ထောက်ခံဆိုတာလေဗုဒ္ဓဘာသာပါဘုရားဝေဒနာနဲ့အကြီးဆရာတော်ကြီးတွေဩဝါဒပေးခြင်းဖြစ်ပါတယ်ဘယ်ချက်တွေဆုံးပြတ်ထားတယ်ဆိုတာတခုမှဖပြခြင်းမရှိဘဲနဲ့ဆုံးပြတ်ချက်တွေကိုစာအုပ်မှာပဲကိုယ့်ဘာကိုဖတ် အဆောက်ဖတ်ဖို့ဦးစင်းကလည်းဘယ်အချက်ဒီမှဥရတိမသိသေးဘူးကွယ်ဒါပေမဲ့မိုင်းပြင်းမိုင်းထောက်ခံဆိုတာတော့ဝမ်းမြောက်ချာပဲဆိုင်ဦးကူးစင်းတို့ပြန်လာတဲ့အထီးပေါ့ဟာဦးစင်းကိုသင်္ကန်းချွတ်ပါတော့အာရမဝါရပါလို့ရိတ်တာပိတ်ပါလို့ဆိုတာတော့တခေါမှလည်းမမှားလိုက်ဘူးအဲ့ဒါလည်း ဒါဥစဉ်အတွေ့အကြုံပေါ့အဲတော့ခုချိန်ဒီရိတ်သာပိတ်ဖို့တရားဟောပြောပိတ်ဖို့အဲ့ဒါမပြောလိုက်ဘူးအမှားလိုက်တဲ့အတွက်ကြောင့်ဥစဉ်တို့ရိတ်သာလည်းဖွင့်လို့ရတာပေါ့တရားဟောတရားပြလည်းရတာပေါ့အဲ့တော့ရိတ်သာဖွင့်လို့ရတယ်တရားဟောတရားပြလို့ရတယ်ဆိုတော့ဥစဉ်ရဲ့သိခါပိုင်းဆိုင်ရာသင်္ကန်းချုပ်စရာအကြောင်းလည်းမရှိဘူး ဉာဏ်မြင့်တော့ဥစဉ်တော့ဒီလိုပဲသုံးသပ်လို့ရတယ်လေဒါဥစဉ်ရသုံးသပ်ချက်ပေါ့နော်အချက်လက်အသေးစိတ်ကတော့ဥစဉ်တို့ကဘာမှမဖအသေးတော့ဆရာတို့ကြီးတွေကတစ်ချက်ချင်းတစ်ချက်ချင်းဆုံးဖြတ်ပြီးတော့ပြတာမဟုတ်ဘဲနဲ့အားလုံးဆုံးဖြတ်ပြီးသားကိုစာအုပ်ထုတ်ပြီးသားကိုတခါတည်းလွှဲပေးလိုက်တာလွှဲပေးလိုက်တော့စာအုပ်ကျော်ရတာတော့ဖမဖအသေးနော်အဲဒါနဲ့ဥစဉ်က အားနည်းချက်တွေမှန်းယဉ်ချက်တွေရှိတယ်။ဟိုအပြောဆိုပေါ့စသဖြင့်ဒါကတော့ဘာကြီးလဲဥစဉ်မသိသေးဘူးပေါ့လေ။ဒါတွေပြင်ဒါတွေပြင်ဆိုပြင်မယ်ပေါ့။ဟိုဒါပဲဆိုပဲရမယ်ပေါ့။အဲ့တော့ကြောင့်ဥစဉ်ကလက်မှတ်ထိုးရတာပေါ့။အဲဆရာတော်ကြီးရဲ့ဆုံးဖြတ်ချက်တိုင်းမှာမှန်းယဉ်ပြင်ပေါ့။မှန်းယဉ်ထောက်ခံဆိုတာနဲ့အညီပြင်စရာရှိတဲ့ဥစဉ်တို့ပြင်ရမှာပေါ့။အဲပဓာနာဥစဉ်တို့အချက်ကဥစဉ်တို့ တရားပြဘူးလုပ်ငန်းလည်းမထိခိုက်ဘူးဟိုတရားဟောတာလည်းမထိခိုက်ဘူးဥစဉ်သိက္ခာကြဖို့လည်းမထိခိုက်ဘူးနော်ဥစဉ်ရဲ့အာရမအယူဝါဒကြီးပါဆိုတာလည်းမပါလာတဲ့အတွက်ကြောင့်နော်ဥစဉ်တို့ပေးသက်ဒီဘာဒီမှအထွန်းတက်ပြီးတော့မနေနဲ့နော်ဥစဉ်ရဲ့ယောဂီတွေ ဘေးသားတွေကိုပြောချင်တာဒီဟာနဲ့ဝီနီးရှားနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အကြိမ်နောက်ဝီနီးရှားအချက်တွေကဘာကြီးအထုတ်ရင်လဲထုတ်မယ်ဆိုရင်လည်းဖပေါ့ဦးစင်းတော့တော့မထုတ်ဘူးနော်ဦးစင်းတော့ဒီစာအုပ်ကိုမထုတ်ဘူးအကြိမ်ပြအသေးစိတ်သိချင်ရင်တော့ကဘာကြီးကနိုင်ငံတော်ကထုတ်ရင်တော့အဲကြတော့အသေးစိတ်ဖကြည့်ပေါ့ အဲကြမှာပဲအသေးစိတ်ဒီမှာအခုကတော့ဦးစင်းကိုယ်တိုင်ကအသေးစိတ်မသိဘူးဘာခုနခြုံုံသုံးသက်ချက်ကတော့ခေါ်တာပြောတာပြတာဦးစင်းသင်ငန်းချောတာမဖြစ်ဘူးဆိုတာတော့ဝမ်းမြောက်စရာပေါ့ဒါဦးစလို့တော့တော့ဦးစင်းတို့သာသနာပြုတဲ့လုပ်ငန်းကြီးကဆက်ပြုနေရရင်ပြီးတာပဲလေဒါရင်ဒီသာသနာပြုတဲ့လုပ်ငန်းကလည်းဦးစင်းအကျိုးစီးပွားမဟုတ်ဘူးဒကာဓမ္မတွေအကျိုးစီးပွားအဲ့တော့ဒကာဓမ္မတွေရဲ့အကျိုးစီးပွား မပြည့်အကျိုးစီးပွားဆိုတာဦးဇင်းတို့ပြတာအသေးတိုင်းပြီးရောလေဦးဇင်းကမရမယ်ဖူရမယ်ဘာတွေမပါဘူးလေအသေးတက်ဖို့လာချင်းယူဒါပဲဦးဇင်းကကောင်းစင်တက်ပြီးပြနေတာအဲ့ဒီလုပ်ငန်းအဲ့ဒီကျင်းစဉ်အဲ့ဒီသာသနာပြီးမှုမပြည့်ရင်တို့တကားတယ်မားတွေဝမ်းမြောက်ကြဖို့အဲဦးဇင်းတိုက်တွန်းချင်တာကတော့ဘာဟိုဘက်ကိုဘက်ဒီဘက်ဘယ်ဘက်ကိုမှနော်ဝေဖန်မှုတွေမပေးစေချင်ပါဘူးနော်ဝေဖန်မှုတွေမပေးနဲ့ နော်ကိုယ့်ရဲ့သာသနာမတည်ခဲ့ပဲဝမ်းမြောက်ဝမ်းသာသာသနာပြုရရင်ကျေနပ်ဖို့ဘလို့ပဲဥစဉ်တို့ဒီကနေပြီးတော့ဟိုဥစဉ်ကတခါကြီးတို့တိုက်တွန်းနေတာကတော့နော်ဆရာတော်ရဲ့ကြီးညူတဲ့တခါတွေမှာ၄နော်ဝိနည်းဆရာဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ဝိနည်းဆရာဆရာတော်များကို၎င်းဘုရားသောရဏပုဂ္ဂိုလ်၎င်းညီသည့်နော်ဟိုအပြစ်တင်ပြောဆိုဝေဖန်မှုတွေမလုပ်ကြပါနဲ့လို့ သူကယူရေးတင်ပြရမှာပေါ့နော်တောင်မြစ်တရက်ခန့်နေပေါ့အခြားဥစဉ်ကိုမဆိုင်နဲ့အခြားပုံပေါ်တွေကလည်းဟိုလေဥစဉ်တော့တိုက်တွန်းနေပေါ့ဒီဝိနည်းစရနဲ့ပတ်သက်လို့ဘာမှဟိုအင်တာနက်တွေမှာမဖြန့်ကြဘူးမရေးကြဘူးအမုန်းပွားဖို့အာဟုသူများမလုပ်ကြပါနဲ့အကယ်လို့ရေးရင်တော့ရေးတဲ့လူပဲတောင်းအောင် ောက်ပြီနော်ဘာလို့သူ့လူကိုယ်ပွဲသားလုပ်ပြီးဖြစ်တာမဆိုလို့အတောင်ရေးရေးတဲ့ပုံကွယ်တောင်အဲဒီနေ့ဝိနည်းရှာအတွေ့အကြုံအရဒီလောက်ပါပဲနော်အဲအားလုံးသာလို့ခေါ့နာစီစဉ်လေးရဘုရားတာနာစီရတဲ့တူတူတို့တို့တုံးနေခေါ်ဆိုရင်ခန္ဓာပြုစုဖြစ်ပါကြပါဗျာဘုရားတာနာ စီရန်တိတ်တုဘုရားသာသနာစီရန်တိတ်တုဘုရားသာသနာစီရန်တိတ်တုသာတုသာတုသာတု